ရန်ကုန် AR တနင်္သာရီချင်းနဲ့ရခိုင်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းနေပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာများတွင်မိုးရွာသွန်းခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းမေလ12ရက်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အနောက်အလယ်ပိုင်းတို့တွင်တိမ်အထင်းထင်းဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နှင့်ကြံဘင်္ဂလားပင်လယ်တို့မှတိမ်ထူထပ်နေခြင်းကြောင်းမေလ13ရက်နေ့နံနက်ပိုင်းအထိသကိုင်းတိုင်းဒေသကြီးကယားပြည်နယ်ရခိုင်ပြည်နယ် ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရအနှံပြမိုးထစ်ကြုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရောက်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးပြည်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရကွက်ရိပ်မိုးကြီးနိုင်ကရွာရန်ရွာနှုံးပြည့်ဖြစ်ကြောင်းသိရပါတယ်။ မိုးတိမ်တောင်ဖြစ်ထွန်းမှုအနေဖြင့်ရန်ကုန်တိုင်းဒေသကြီး၊အေရယာတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မူးသီးကျွေခြင်း၊မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်းသိရပါသည်။